ဒီနေ့ကတော့ကျမတို့မိသမီးလေးတွေအတွက်ထူးခြားတဲ့နေ့လေးဖြစ်လို့ coaching session ကနေရရှိတဲ့အဲမျိုးသမီးတွေကြုံတွေ့ရတဲ့ story လေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်။ဒီ story လေးကတော့ဟိုမျိုးသမီးတော်တော်များများအာရှင်လေးဖြစ်တာရှိရဲ့အဲဟိုပါပေါ့နော်။အဲအကြောင်းအရာလေးပါရှင်။ coaching session လေးတွေမှာလာဆွေးနွေးတဲ့အမျိုးသမီးတစ်ယောက်အမျိုးသမီး၂ဦးပေါ့နော်။ ဓမ္မတူဝါကြတော့ကိုရှင်းစစ်စစ်မှာအလားဆွေးနွေးမျိုးသမီးတူမှာသူ့နာမည်ကတော့ဒေးစီပေါ့နော်။သူကတော့ဟိုတက်လက်ပိုင်းမျိုးသမီးအသက်40ကျော်ပတ်ဝန်းကျင်ရှိပဲ။သူက professional တယောက်ပေါ့နော်။သူ့ရဲ့လုပ်ငန်းခွင်မှာလည်းအတော်အသင့်နေရလဲရှာတယ်။အဲပေါ့နော်။သူဘာဖြစ်လို့လာပြီးတော့ဒီ coach နဲ့လာဆွေးနွေးရလဲပေါ့နော်။ဆွေးနွေးရလဲဆိုတော့ကကြတော့သူအခုလက်ရှိကြုံနေတဲ့ topic တွေကဘာလဲဆိုတော့သူလက်ရှိလုပ်နေတဲ့အလုပ်တစ်ခုပေါ့နော်လက်ရှိလုပ်နေတဲ့အလုပ်တစ်ခုရှိရဲ့ လက်ရှိလုပ်နေတဲ့လုပ်တစ်ခုမှာသူကယာရုနေရတစ်ခုယာနေပြီပေါ့နော်အဲ့ဒါကိုသူ့ကိုပို့ပြီးတော့တာဝန်ယူမှုလေးပို့များမယ်နောက်ပြီးတော့ယာရုလည်းမြင်တဲ့လုပ်တစ်ခုကိုကမ်းလန်းလာတာကိုသူလက်ခံရမလားပေါ့နော်သူလက်ရှိအလုပ်မှာပဲဆက်လုပ်ရမလားဆိုပြီးရွေးချယ်အခက်နေတဲ့အတွက်ကိုရှင်နယ်လာတွေ့ဖို့ဟိုတွေ့တာပေါ့နော်ဒေးစီကသူအလုပ်ကလည်းပြောရမယ်ဆိုရင်ပေါ့နော်အဆင်ပြေနေလက်ရှိအလုပ်ကလည်းအဆင်ပြေနေတယ်နောက်အလုပ်တစ်ကလည်းသူလုပ်ချင်တဲ့အလုပ်လည်းဖြစ်နေတယ်ပေါ့နော် သူကလက်ရှိအလုပ်မှာလုပ်နေတဲ့အခါမှာဒီအလုပ်သစ်မှာကြာတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုမျိုးဟို environmental conservation လိုမျိုးဆိုတော့လူတွေကူညီရလဲပါတဲ့အတွက်ကြောင့်လို့ကိုတယောက်ထဲပြင်ချာဂျာဘူးကောင်မအများအတွက်လည်းပါတယ်သူလို့ကြည့်ချင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ဒီအခါမှာသူအလုပ်ကိုရွေးချယ်မယ်ဆိုတော့ယာရူးကြောင်လားလာစာကြောင်လားဆိုတော့လဲယာရူးရောလာစာရောဒီအလုပ်သက်မှာပိုများနေရယာရူးရောလောက်စာရောပိုများတဲ့ပြင်ဟိုဘယ်လိုခေါ်မလဲသူ့အတွက် တာဝန်ယူခဲ့တဲ့ဟာတွေလည်းများလာတယ်ပေါ့နော်အဓိကကသူကအဲမိခင်တယောက်ဖြစ်နေတယ်ပေါ့နော်မိခင်တယောက်ဖြစ်နေတယ်တားလေးတယောက်ရှိရတဲ့အတွက်ကြောင့်မလို့သူနေရာဒေသတွေအစုံ ့ဒီအလုံးအစ်စ်မှာကျတော့နေရာဒေတာတွေအစုံလိုက်သွားမှာပေါ့နော်ခီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စဆိုတဲ့အတွက်ကြောင့်မို့လို့စီဝေးတက်ရတာရှိမယ်။သွားကြည့်ရတာရှိမယ်ဖြစ်တဲ့အတွက်ကြောင့်မို့အင်ရမိသားစုအချိန်မပေးနိုင်မှာပေါ့နော်။မိသားစုအမေတယောက်ရဲ့အင်တာရှင်မတယောက်ရဲ့တာဝန်လင်းဟင်းမှာကိုသူစိုးရိမ်နေရတယ်။သူဒါကိုချင်းဆက်ရှင်မှာဆွေးနွေးရင်းနဲ့တွေ့လာတယ်ပေါ့နော်။အဲ့တော့ DC ကပေါ့နော် coach နဲ့ဆွေးနွေးတဲ့အခါမှာစစချင်းတော့သူရွေးချယ်လိုက်တဲ့အကြောင်းကတော့ဘယ်လို့ကိုရွှေ့ရမလဲ ်အခုလက်ရှိအလုပ်လားအလုပ်သစ်လားပေါ့နော်ဒါပေမဲ့တကယ်စိတ်ဝင်စားစရာကောင်းတာကတော့ဆွေးနွေးပြီးတဲ့အချိန်မှာ သူသိလက်ရတာသူမှအလုပ်သစ်ကိုတကယ်ရွေးချယ်ချိန်နေခဲ့ရဆိုတာပါပဲပေါ့နော်အဲ့ဒီဟာလည်းဆုံးဖြတ်ချက်ချနိုင်သွားပါတယ်အဲ့ဒီတော့သူမဟိုတွေ့ဝေစီနေခဲ့တဲ့အကြောင်းရင်းတွေကဘာတွေဖြစ်နိုင်မလဲလို့ထင်ပါသလဲကိုရှ်ကရောဒေးစီကိုဘယ်ချက်လေးတွေမေးလိုက်လို့ဒေးစီရဲ့နောက်ကွယ်ကမမြင်ရတဲ့ကန့်သက်ထားတဲ့ပေါင်းတွေကိုမြင်တွေ့သွားစေတာဖြစ်မလဲ limiting belief လို့လို့ခေါ်ရဲကိုယ့်ရဲ့အတွေးတွေပေါ့နော်ကိုယ့်ကိုဒါဘောက်ခတ်ထားတဲ့အတွေးတွေပစ်တွေးတွေကတော့မမြင်ရဘူးပေါ့နော်ကာယကံရှင်ကတော့မမြင်တွေ့နိုင်ပါဘူးဒီစီယာဘလို့တွေ့မြင်သွားလဲဒီစီယာကိုရှင်ရဲ့စကားပြောင်းပြောင်းနေသူမိသားစုပေါ်မှာသူစိုးရိမ်နေတာမိသားစုကို ထားခဲ့ရမှာနောက်တစ်ခုအလုပ်တွေသွားလုပ်တဲ့အခါမှာပေါ့နော်အော်ဒီမိသားစုတာဝန်လှည့်ဟင်းမာတွေကိုစိုးရိမ်နေတဲ့ဟာတွေကို ိုမြင်တွေ့လာပါတယ်။ဒီကတူသားလေးပေါ့နော်။သားလေးကအဲသားလေးကိုထားခဲ့ပြီးတော့သူကမိခင်တယောက်ဖြစ်နေသားလေးကိုထားခဲ့ပြီးသူကတော့အလုပ်သွားလုပ်မယ်ပေါ့နော်။အဲ့လိုမျိုးဆိုရဲခါမှာသူ့ရဲ့အစိတ်မှာအဲ့လိုမျိုးတွေးခါရဖြစ်နေတာဖြစ်ပါတယ်။အဲ့တော့ coach ကမေးလိုက်ပါတယ်။ကဲအဲ့ဒါဆိုရင် သားလေးကပေါ့နော်ဒီယာရူကိုဒီလုပ်ကိုပေါ့နော်ဒီပတ်ဝန်းကျင်တင်တင်အလုပ်ကိုလုပ်တဲ့အခါမှာအဲလုပ်မယ်လို့ရွေးချယ်တဲ့အခါမှာသူဘာပြောလဲပေါ့နော်။ သူကတော့တဲ့အဲမေလုတ်ချင်တာလုတ်ပါလို့ပြောပါတယ်အဲ့တော့သူအဲ့ဒါဆိုရင်ဘာလို့မလုတ်ဖဲဖြစ်နေတာလဲအဲ့ဒါနဲ့ coach ကမေးလိုက်ပါတယ်သူသားလေးကအသက်ဘယ်လောက်မလုတ်လဲပေါ့နော်သူရဲ့အသက်ကဆယ်ကျော်သက်ဖြစ်နေပါပြီ။သူကလေးကိုလည်းလက်လွတ်လို့ရတဲ့အနေအထားမှာရှိပါတယ်။သူ့ရဲ့ကလေးရဲ့ဖခင်ကလည်းသူ့သားလေးနဲ့အတူနေနိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒီစီကအဲ့လိုမျိုးမီးကိုမီးလိုက်တဲ့အခါမှာမှသူသတိထားမိတာသူ့ကလေးဟာကလေးမွေးကင်းစကလေးကလေးကိုရင်ခွင်ပိုက်ကလေးမဟုတ်ဘဲနဲ့ပေါ့နော်သူ့ကိုယ်သူရက်တည်နိုင်တဲ့ကလေးဖြစ်နေတယ်ဆိုတော့သူမီးရောနေကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုနားထောင်နေတဲ့မြင်နေတဲ့ပေါ့နော်မိခင်လေးရှိခဲ့မယ်ဆိုရင်လေကိုယ့်ရဲ့ကလေးတွေဟာ ကိုကြီးပြင်းလာတဲ့အခါမှာကိုလက်လွတ်လို့ရတဲ့အချိန်မှာကိုရဲ့ရီမန်းချက်ဒီကိုငငယ်တော့ကမလုပ်ခဲ့ရတဲ့အရာတွေကိုစူးစမ်းပြီးလုပ်ကြည့်ပါလို့တိုက်တွန်းပါတယ်ရှင်။